တရုတ်သမီးဟိုတဲ့တက်လိုက်တဲ့မိန်းကလေးကဘယ်တယောက်လဲပြဘယ်လင်အကမဲ့၃ဟောင်းထဲမှာတဲ့ဘယ်တယောက်ကယောက်ျားကြီးလဲပြနီးပြရဲ့ပုံကိုတဲ့လက်ဝတ်ထိုးတဲ့အိမ်မှာကတ်ထားတဲ့သူကဘသူလဲပြရေသူမအယောင်ဆောင်နေတယ်တဲ့လူသားကဘယ်တယောက်လဲပြမော်ဆရာကိုတဲ့တက်လိုက်တဲ့လူသားသမားကဘယ်ကလေးလဲပြဘန်ကနေနဲ့ပတ်စံတွေခိုးလာတဲ့အဖွားကိုကဘသူလဲပြ ကဲဒီနေ့ကတော့ပေးနည်းညံစံမင်းကုန်းလေးတွေကိုစောင့်မြော်နေကြတဲ့ကောင်ကြီးတို့အတွက်ညံကောင်းတဲ့သွေသားဖြစ်စနိုင်မဲ့ညံစံမင်းကုန်းများအစီအစဉ်လေးကိုတင်ဆက်ပေးရမှာပဲဖြစ်ပါတယ်ရှင်။ကဲကောင်ကြီးတို့ရေဒီနေ့မှလည်းဘလိုမျိုးမင်းကုန်းတွေပါဝင်ပြီးတော့ဘလောက်ထိဖြစ်စနိုင်မလဲဆိုတာသိရဖို့အတွက်ကျွန်မနဲ့အတူတူအခုပဲဒီဗီဒီယိုလေးကိုရှေ့ဆက်ပြီးတော့ကြည့်လိုက်ကြအောင်ရှင်။ကဲပထမဆုံးမင်းကုန်းပါရှင်။ တရုတ်သမီးဟိုးတဲ့တက်လိုက်တဲ့မိန်းကလေးကဘက်တယောက်လဲပြ ABC သူတို့အောင်ပေးထားပါရယ်တရုတ်သမီးရဲ့ပချာလဲမှာအစိပ်ပလင်းနဲ့တူတဲ့အစိပ်လဲအစိမ်းရောင်နေလဲမရှိသလိုဒီသွေးစွန်းနေရပါညာလဲမရှိဘူးဆိုတော့ကျွန်တော်ကျွန်မအကောင်မလေးတွေကိုကြည့်မယ်နော် ABC အကောင်ကြီးရုပ်ဆက်ကျွန်မ CEO ရွေးချယ်လိုက်ပါရယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ခေါင်းဝင်းကြီးကပြဲနေလို့ပါအကြောင်းရင်းမရှိပဲပြဲနေလို့ကျွန်မ CEO ရွေးချယ်လိုက်မဟုတ်ရှင်သူ AO အမှန်ကြီးချစ်ပြထားပါရယ်နော်စာလေးဖတ်လိုက်ပါအောင်မယ်တရုတ်သမီးကိုထိုးလိုက်တဲ့ဓာတ်ရက်လက်ကင်မန်းထဲမှာဖွက်ထားတဲ့အေဘာပြရင်ဆိုကြတော့သူပြောအချိန်မှာပန်းဝင်တစ်ချက်ရိုက်တော့ ဒါရုပ်အဝါရင်မှာထင်းလို့ပါဒါပေမဲ့ကျွန်မအဲ့ဒါကိုမမြင်လိုက်ပါဘူးရှင်ခေါင်းဝင်ပြည့်ညာပဲမြင်လိုက်လို့ကျွန်မဒီမိကုံးမှာတော့ပထမဆုံးမှားသွားပါပြီရှင်နော်ကြောင်လင်းကိုတဲ့တိပင်ပေါ်မှာတိတ်နဲ့ကက်ထားတဲ့တရေခန်းကဘသူလဲပြ AB သူနှစ်ယောက်ပေးထားပါတယ်အာအေးရဲ့ပုံစံကနည်းနည်းပြူကြောင်ကြောင်လေးဖြစ်နေရဲ့ဘီကကြတော့နည်းနည်းမျက်နှာပြုံးနေရဲ့ဆိုပုံစံမျိုးပေါက်တယ်ဆိုရခိုင်ဘာလို့ဖြစ်နိုင်မလဲအေးကွာတော့သူကြောင်ပေါ်မှာတိတ်တိတ်နဲ့သွားပြီးတိတ်အစ်မထိတ်ကိုကောက်ကတ်ထားရဲ့လို့သူဖြစ်နိုင်မလားခင်ဗျားတို့ဘီတို့ဘီကိုအမှန်ကြီးချစ်ပြထားရဲ့နော် ဟိုဖက်လောင်မယ်စာအင်ကြီးမာတဲ့ကြောင်လေးကိုကတ်ထားတဲ့တိတ်တွေကတ်နေတဲ့ဘီဘာပြရဲဆိုကြအဲ့ဒါကိုမြင်တယ်ဒါပေမဲ့အဲ့ဒါကိုမြင်တယ်အဲ့ဒါကိုတိတ်လို့မထင်ဘူးကွာဒီတနိုင်းမဲဒီတနိုင်းမဲအင်ကြီးမာပါတဲ့ဟာလို့ထင်းတယ်လို့မလို့ပြောလိုက်တာဒါလည်းကျမမှတ်သွားပါပြီရှင်နော်မော်ဆရာကိုတဲ့တက်လိုက်တဲ့လူတဲ့သမားကဘဲကလေးလေးပြ ABC သူတို့မဝေးထားတဲ့ခဏလေးမော်ဆရာပြေးမှာကအစိတ် ပလင်းအစိမ်းရောင်နေရှိနေပါတယ်အဲ့တော့ A မာကအစိမ်းရောင်အင်ဂျီဝတ်ထားတယ် B မာကအစိမ်းရောင်နဲ့ပတ်သက်တာမရှိဘူး C မာကသူ့ရင်ဘက်ကအဝါလားမသိဘူးခါအဲ့ဆိုသူ့ရွေးချယ်မလို့ A ကိုပဲရွေးချယ်တယ်မှာ A ကိုရွေးချယ်တဲ့ကောင်းကြီးလို့ရဲမဟုတ်ဘူးရှင်တော့သူ C ကိုပြတ်ထားတယ်မော်ဆရာတောင်းမိတဲ့အစိမ်းပလင်းတဲ့ကအစိမ်းရည်တွေတဲ့အင်ဂျီမှာပေနေတဲ့စီပါပြားတယ်ပြောရတော့ကျွန်မအဲ့ဒါကိုပြောလိုက်တယ်နော်အဲ့ရင်ဘက်မှာအဲ့ဒါကိုပြောလိုက်တယ်နော်နည်းနည်းဝါးထင်လို့မလို့ဆိုပြီးမပြောလိုက်တာဒမတိအဲ့ဒါကိုပြောလိုက်ပါရဲ့နော်ကဲဒါလည်းကျွန်မမှားသွားပါလိမ့်ရှင် ဘယ်လင်အကမဲ့တောင်းထဲမှာဘယ်တယောက်ကယောက်ျားကြီးလဲပြ ABC တူတောင်းပေးထားတယ်အင်က A ကကျတော့ make up တွေအများကြီးလိမ့်ထားတယ် B ကကျတော့အိုင်မိုးတွေနေနော် C ကကျဘာယူဒေါ့ဆာကျမအဖြေတိသွားတယ်နော်ဒေါ့ဆာမပြောသေးဘူးဘာယူမတိသေးရဲ့လူဖြည်းဖြည်းဘာယူ C ပါသူ့ရဲ့ level ကိုကြည့်လိုက် level ကြီးထွက်နေပါတယ်စီပါရှင် C C ပြောရင်တော့ခေါင်းကြီးတို့ level ကြီးမှာပြုံးနေရမယ်နော် အဖေကတော့လဲစလုတ်ကြီးနဲ့စီပါပြားတယ်တော်သိရတချမ်းမောင်းပြထားတော့လဲမရလဲစလုတ်ကြီးကိုမြင်သွားတာနော်ကဲနောက်ဆုံးတော့ကောင်းကြီးဒီမိကုန်းလေးကျမမှန်သွားပါပြီရှင်နော်ကဲကျမမှန်သွားပါပြီကဲနောက်ထပ်မိကုန်းကိုတော့ပါမယ်နီးပြရဲ့ပုံကိုတဲ့လက်ဝတ်ထိုးတဲ့အိမ်မှာကတ်ထားတဲ့သူကဘသူလဲပြအေနဲ့ဘီနှစ်ယောက်ဝေးထားတယ်ခဏလေးနီးပြနီးပြနီးပြပုံကိုကောင်းကြီးဒီဥစားလေးကျမတည်သွားတယ်ဒီဥစားလေးကျမတည်သွားတယ်မပြောသေးဘူးနော်ကောင်းကြီးတို့ကျမမတည်သေးလူရှာမတွေ့သေးလူရှာကျမ30စက္ကန့်နေပြောမယ်ရှင် ကောင်ကြီးကို A ရဲ့လက်ကိုကြည့်လိုက်ပါတိတ်တွေ့နေပါတယ်နော်တိတ်တိတ်ရှိနေတဲ့ A ပါကဲပြောရင်တော့ကောင်ကြီးတေခံကတော့အဲ့ညီမှာပုံကတ်တဲ့ချိန်သုံးတဲ့တိတ်တွေကတ်နေတဲ့ A ပါဗျာတဲ့ဒီမင်းကကျမကြောင်လေးကိုသွားပြီးတတိယလိုက်တာကြောင်မင်းကိုတတိယပြီးဖြေလိုက်တာပါဘလို့နေကဲရုပ်စာတော့ကျမမှန်တော့ပါပြီကောင်ကြီးတို့ရေကဲနောက်ထပ်မင်းကိုမှရှင်ပုံထဲမှာရှိတဲ့လူသားအစ်စ်မဟုတ်တဲ့သူကိုရှာပေးပါဗျ APCD ၄ယောက်ရှိပါတယ်ခဏလေးအာ C ရဲ့ပုံစံကမျိုးလုံးနဲ့နှာခေါင်းနဲ့အကုန်လုံးကောင်မလေးပုံစံဖြစ်ပါတယ် B ကကြတော့နေရွှွှန်းနဲ့ C ကကြဇမင်းကထောင်းနေတယ် D ကလည်းမဖြစ်နိုင်ဘူး B နဲ့ C နှစ်ယောက်ထဲကတယောက်ဆိုလို့ရှိရင်နေရွှွှန်းတဲ့သူကဟိုင်း ဟုတ်တယ်ဘီဘီဘီအစားမှာသပင်းစီကိုဖြင်းလို့စီရလက်ဂျဲရီပိုင်းနဲ့လုံးလို့ရရဆိုပြီးတတိထားလိုက်ပြီးတော့ဘီကိုဖြင်းမဲ့ချင်အချင်းအပြည့်သွားနော်လူသားမဟုတ်တဲ့သူကတော့တာမန်လူတယောက်ရဲ့နေရွက်တွေမဟုတ်ပဲအဖျားချွတ်တဲ့နေရွက်တွေပိုင်ဆိုင်ထားတဲ့ဘီပါဗျာတဲ့။ဘောင်ကြီးတို့ဒီမှာဖြေးလိုက်ရမှာမဖြေးလိုက်ရဘူးနော်။ကဲနောက်ထပ်နမေးကုန်းမှာခေါင်းဆောင်ရဲ့ဝိုင်းပလင်းကိုတဲ့ဖောက်တော့တဲ့တေခန်ကဘသူလဲပြအေးတဲ့ဘီသူနှစ်ယောက်ပေးထားတယ်ခေါင်းဆောင်ရဲ့ဝိုင်းပလင်းဆိုသူလက်ထက်မှာဝိုင်းကိုင်းထားတယ်။ဒါကဘသူကတေခန်ဖြစ်နိုင်မလဲဆိုတော့ ောင်ကြီးကဒေဥစာဝိုင်းဆိုအနီယောင်အနီယောင်ပွားနေရဘသူဖြစ်နိုင်လဲဘောင်ကြီးဒေဥစာအနီယောင်နေပွားနေရရှိတ်ကြီးလက်မှာရှိနေရအေးကိုကျမရွေးချယ်တယ်အေးအေးအေးဟုတ်တယ်ကောင်ကြီးမှန်တယ်ဒေဥစာကျမမှန်သွားရင်နော်တေခန်ကတော့အင်ကြီးလက်မှာတဲ့ဝိုင်းနေပေးနေတဲ့အေးပါပြားတယ်ကောင်ကြီးပြောရင်တော့ပြောရင်တော့ဝိုင်းဆိုအနီယောင်အနီယောင်ပေးနေတဲ့လူရှားတဲ့အချိန်မှာကျမအေးကိုတွေ့တော့ပါလေကဲဒီမေးခွန်းလည်းကျမမှန်ပါတယ်ကောင်ကြီးလို့ရေကဲနောက်ထပ်မေးခွန်းကိုတောင်းရမယ်ရှင်လော်လော်လေးလာနော်နောက်ထပ်မေးခွန်းလည်းကျမခင်တာဖြေပါမယ်လော်လော်လေးလာပါရှင်နောက်ထပ်မေးခွန်းပါ င်ဒါမန်အတူကဘယ်တယောက်လဲပြအင်းနဲ့ပြီးညဝေးထားတယ်စပိုင်ဒါမန်ရုပ်ဆက်လေးကျမတိသွားရေခေါင်းကြီးမပြောသေးဘူးမတိသေးတဲ့ခေါင်းကြီးရှောင်းတော့ကျမချိန်ပြည့်ကန်နေ3စက္ကန့်နေလို့ရှင်ပြောအောင်မရှင်ရှားကြပါရှင်ခေါင်းကြီးတို့စပိုင်ဒါမန်အတူကတော့ပြီးပါသူ့ရဲ့ပင့်ကူက6လောက်6ချောင်းပဲပါပါတယ်တကယ်တော့ပင့်ကူက7ချောင်းပါမှာပါရှင်ကဲပြောရင်တော့အဲ့မဲ6လောက်6လောက်ပြီးသူ့သူ့ရဲ့ရှင်ဘက်ကစပိုင်ဒါကိုဝိုင်းထားတယ် ်အတူကတော့ရင်ဘက်ကပင်ကူမာတဲ့ခြေောက်6ချောင်းပဲပါတဲ့ဘီပါပြရတယ်ခေါင်းကြီးကျွန်မပြောရင်တော့ပြောတယ်ပင်ကူဆိုတာခြေောက်က6ချောင်းရှိရကွာသူက6ချောင်းနဲ့ဆိုမှတော့ဘယ်လိုပဲနေနေဒီဥစားသူအစ်စ်မဖြစ်နိုင်ဘူးအတူဆိုရင်ကျွန်တော်ရွေးချလိုက်တာဒီမိကူမာလည်းကျွန်မမှန်တော့ပါရဲ့ခေါင်းကြီးကိုကဲနောက်ထပ်မိကူကိုတော့ပါမယ်ရှင်ကျေတူမအယောင်ဆောင်နေတယ်တဲ့လူသားကဘယ်တယောက်လဲပြအင်းနဲ့ပြီသူနှစ်ယောက်ပြေးထားတယ်ခဏလေးဒဲဆာနှစ်ရွက်တရားနှစ်ယောက်စလုံးကနားနှစ်ရွက်လို့ပုံပုံဝင်လူတယောက်ရဲ့နှွေတော်မဟုတ်ဘူးเนาะလက်တွေလက်တွေဘိုက်တွေဟာတော့ လည်းကျွန်မတွေ့တဲ့အခါကြီးလောဆာတွေ့တာရင်နော်။ခေါင်းကြီးကိုအေးကိုကြည့်လိုက်ပါသူ့ရဲ့ချောက်တစ်ချောင်းထွက်နေပါတယ်။အမီနဲ့လည်းသူ့ရဲ့ချောက်တစ်ချောင်းထွက်နေပါတယ်။ခေါင်းကြီးကျွန်မပြောရင်တော့အဲ့မဲ့ကျွန်မအချောက်လေးကိုဝိုက်ပြထားတာနော်။ကျွန်မအေးမှန်းနေ။အယောင်ဆောင်လူသားကတော့ဝိဆုံနောက်မှာချောက်တစ်ချောင်းထွက်နေတဲ့အေးပါပြားတယ်ကဲခေါင်းကြီးကြီးကျွန်မကျွန်မပြောရင်တော့ချောက်တစ်ချောင်းထွက်နေတယ်လို့ချောက်တစ်ချောင်းလေးကိုမြင်လိုက်လို့မလို့ကျွန်မလူသားဟန်ဆောင်ဟိုရေသူမဟန်ဆောင်နေလို့တည်သွားဘလို့နေအဲ့မဲ့ကိုကျွန်မမှန်ပါတယ်နော်။ ပန်ကနေနဲ့ပက်ဆက်တွေခိုးလာတဲ့အဖွားအိုကဘသူလဲပြ ABC သူတောင်းပေးထားတဲ့ခါလေး A ကလည်း A ကလည်းတကူမပေါ့ B ကလည်း B ရော C ရောဆိုတာ B ကလည်းပုံမှန်ပဲ C ကကြာနည်းနည်းဝတ်ယုံကြီးကတိတ်အဆင်မပြေဘူးဆိုကြဘသူဖြစ်နိုင်လဲ C ကွာ C မဟုတ်ဘူးခင်ဗျာသူ B ကိုအမှန်ကြီးချက်ထားရယ်နော်လက်ကအိထဲကနေတဲ့ပက်ဆက်တွေအပြင်ထွက်နေတဲ့ B ပါဗျာရယ်ဆိုကြတော့ ဟင်ဟုတ်တယ်ပတ်စံအစိမ့်လေးပတ်စံအစိမ့်လေးထွားနေတော့အဲ့ဒါကမမြင်ဘူးနော်မမြင်မဲနဲ့ရန်တုံပြီးစီဆိုပြီးဖြေချလိုက်တာဒီမင်းကကျမမှားတယ်ခွန်ယူရေနော်မှားတယ်ကဲနောက်ထပ်မင်းကိုသွားမယ်ရှင်ခံနေမှာတဲ့မြေချင်းတုပြီးဆော့ထားတဲ့ကလေးကဘဲကလေးလဲပြအိမ်နဲ့ပြီးသူနှစ်ယောက်ပြေးထားတယ်ဟုတ်ပါကလေးဖြစ်ပြမြေချင်းကြီးမှအကြီးပဲနော်အဲ့ဒီဥစ္စာဒီဥစ္စာကောင်းကြီးဥစ္စာလည်းကျွန်မသိရတယ်။ဥစ္စာလည်းကျွန်မသိရအောင်ပြောသေးဘူး။မသိသေးတဲ့ကောင်းကြီးရွှေသုံးစက္ကန့်နေပြောမယ်နော်။သုံးစက္ကန့်နေ ောင်ကြီးတို့အေးပါတွက်လက်ထိုင်တာကင်ထားတဲ့ကော်ပြားမှာကြည့်လိုက်ပါမြေမုံအော်ဝါတွေပွားနေပါတယ်အကြောင်မလို့အေးပါရှင်ပြောရင်တော့အဲကော်ပြားကိုသူဝိုင်းပြထားတယ်စားဖက်လိုက်မယ်နော်လက်ထဲကကင်ထားတဲ့ကော်ပြားမှာတဲ့မြေကြီးတွေပေးနေတဲ့အေးပါဗျာတဲ့ကောင်ကြီးတို့ပြောရင်တော့တော်သေးတယ်ကျွန်မအဲ့မြေမုံနေမြင်လိုက်လို့မလို့နော်ကဲဘလို့ကနေနေဒီဒီမေကုံကိုကျွန်မအေးလို့ဖြည့်ဆူလိုက်တယ်ကြောင်မလို့ဒီမေကုံကလည်းကျွန်မမှန်ပါတယ်ကောင်ကြီးကိုကဲနောက်ထပ်မေကုံတော့ပါမယ်မမီမမီရဲတဲ့ကလေးအစ်စ်ကဘယ်တယောက်လဲဗျဆိုကြတော့ခါလေးเนี่ยสอกันมัมมี่โซจ๋าตัวอ่ะ တိနဲ့ပတ်ထားတာကလေးအေရောဘီရောညောင်တော့ပတိပတ်ထားရယ်နော်ဇပင်ရောင်ကလည်းတက်မှမတူမျက်လုံးကလည်းအကုန်လုံးဟိုဟာအထဲမှာအယောင်ကအနဲ့ရောင်ဆိုကြဘယ်သူဖြစ်နိုင်မလဲအသားရည်ကအသားရည်ကဘီနဲ့တူတယ်ကွာအသားရည်အသားရည်တူတယ်ဘီကိုရွေးချက်ဟုတ်ဘူးခေါင်းယူရယ်သူအေကိုအမှန်ကြီးချက်ပြထားရယ်နော်အမေမေမေလိုမျိုးတဲ့နရွက်မှာအမတ်လေးပါနေတဲ့အေပါဗျာတဲ့ဆိုကြတော့အဲ့အဲ့မုံနေတဲ့အမတ်လေးတော့ကျွန်မမမြင်လိုက်ဘဲနဲ့အသားရောင်ကိုတော့ပြီးရွေးချက်လိုက်တာပါခဲ့ဒီမေကုမှာတော့ကျွန်မမှတ်သွားပါရရှင် ဒီနေ့ဖြူလေးကဒီလောက်ပါပဲခေါင်းကြီးရေဒီနေ့မင်းကွန်းကျမငါးခုလောက်တော့ဖြည့်ဆွနိုင်နေထင်ပါတယ်ခေါင်းကြီးတို့ရောမင်းကွန်းဘယ်နှခုဖြည့်ဆွနိုင်ကလေးကိုမမမင်္ဂပေးကြပါအောင်ဒါမှမဟုတ်ရှင်လည်းနောက်နေ့မှဘလိုမျိုးဗီဒီယိုတင်ဆက်ပေးရမယ်ဆိုတော့မင်္ဂပေးလို့ရပါတယ်ရှင်ဒီနေ့တော်တော်ဒီလောက်ပါပဲနောက်နေ့မှမိုးဖုံကောင်းမွန်တဲ့ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ